ဒီမြန်မာပြည်အတွက်ယဉ်ကျေးမှုကလည်းမျက်စမ်းတည့်ရနေကိုနှစ်သိက္ခူနေနဲ့ဂုံယူစွာနော်ပြုလုပ်ဖွဲ့လုံတက်တယ်အထူးသဖြင့်စတုထီတာတွေကျွေးတယ်ဒါတို့မြန်မာယဉ်ကျေးမှုတော့မှပါတာပဲဖြားရော်ယူတော့ပြောတန့်ရှင်းရေးလုပ်တယ်မင်းနဲ့တော်ရင်ရေတစ်တယ်လူကြီးလူငယ်ကိုကိုတို့ကခေါင်းစင်းမြင်လာလုပ်ပြတာမျိုးလက်သေးခြေသေးညှက်ပြတာမျိုးနောက်ပန်တကူကြီးပြစ်တာမျိုးကဓမ္မမြမရေးချင်းမှုအစင်လာတဲ့မှာပါပါတဲ့ကလေးတို့ရဲ့ ကျမ်းထဲမှာဆိုထားတာဒီခေါင်းစည်းမင်္ဂလာကိုပြုလုပ်မယ်ဆိုရင်ရှေ့ခုနှစ်နှစ်ပေါ့နောက်ခုနှစ်နှစ်မှာရှိတယ်အညာနေအားလုံးပျောက်တယ်လို့ခေါ်တယ်တတ္တဘာဂီလို့သူတို့ဆိုထားတာအဲ့မှာခုနှစ်နှစ်ကြာရှိတော့အနောက်ရှက်များပြင်းမှနွမ်းနယ်မှုများအညာအခိုက်များအားလုံးပြေပျောက်တယ်လို့ပြောတဲ့အတွက်ခေါင်းစည်းမင်္ဂလာကိုလည်းအရင်ကကသူတို့လှုပ်လာကြတာပေါ့ကောင်းစည်းမင်္ဂလာဆိုတာ တို့ရှိဘရင်ရဲ့အဆက်ဆက်တွေကလုတ်ခဲ့တဲ့မင်္ဂလာတပါးပေါ့နော် မင်္ဂလာဆိုတာကကောင်းမွန်သောအရာကိုပြုဆောင်ခြင်းကောင်းမွန်တဲ့အမှတ်သားတွေရရှိစေလို့ကြိုးစားမှာပေါ့နော်ဒီကောင်ကဘာလဲဆိုကောင်းစဉ်မင်္ဂလာကဆိုရင်ကိုယ့်ရှိတော့ကကိုပြန်ပြီးဆက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တို့တို့အခုတော့အယူရတေတိခါလို့ခေါ်တာပေါ့နော်တေတိခါလို့ခေါ်ရဲပန်ထွာမင်းသမီးနဲ့ ဂျွတ်ဘောင်မင်းကြီးရဲ့ဇန်လန်းကိုစရလို့ဖြစ်တာပေါ့နော်ဂျွတ်ဘောင်မင်းကြီးကဖုံးတကုတ်အာတိတ်ရှိတော့သူ့မှာလှည့်ရှင်လည်းရှိနေတယ်သူလူချင်းတိုင်းအားလုံးပြည့်စုံသွားဖန်တီးနိုင်တဲ့တကုတ်ရှင်သဘောမျိုးဖြစ်တယ်သူ့ကိုလည်းအဲ့ဒီလှည့်ရှင်เนี่ยသူ့ကိုအချိုးပေးတာမျိုးသူ့ရဲ့ကံကိုမြင့်တင်အောင်လုပ်ပေးတာမျိုးသူပါဝါတိုးတက်အောင်လုပ်ပေးနိုင်တာပေါ့ငကူကတော့သူ့မှာပါဝါရှိတယ်။အဟောမရှိခင်ကဒီမျက်ရှင်လည်းမရောက်ဘူးနော်မျက်ရှင်ရောက်လာတဲ့အတွက်သူ့မှာသူ့ပါဝါတွေပိုတိုးလာတယ် အဲ့ကြောင့်သူကပတ်ထရမင်းကိုအနိုင်ယူပြီးတော့နော်သူတိုင်းပြည်တစ်ခုပြီးထိုင်နိုင်တာပေါ့ဒီပတ်ထရမင်းသမီးကလည်းတက်နိုင်တဲ့လောက်တော့တဲနီခန္ဓာပေါ့တဲနီခန္ဓာဆိုချုံတက်ပါလိမ့်မှာတော့ပေါ့လေးလေးမမလေးနဲ့နေတာပေါ့တချိန်ကျတော့သူပတ်ထရလကိုရီရဲ့ပတ်ထရဒီတုထပ်ပေါ့မချင်နေဘူးမချင်နေဘူးဖြစ်နေရအဲ့တော့သူကဘာလုပ်လဲဆိုတော့ခွင့်ခါတာတဲ့အခါမှာဟိုတို့တပတ်ဆောင်အစ်လေးတဲ့မှာမတော်တဲ့ပေါ့နော် မြန်နဲ့မင်းကလေးပစ္စည်းတွေပိုင်းနဲ့သူကပုတ်တက်ပြီးအဲ့ဒါကိုတေးချာဒုထောင်မင်းကြီးကိုဆက်လိုက်တယ်ဒုထောင်မင်းကြီးကလည်းဒါသူနမဲရောလဲတော်တယ်မိဖုရားလဲတော်တယ်ပေါ့နော်အဲ့လိုပစ္စည်းကသူကယုံကြည်ဇော်နဲ့ပဲသူကမျက်နှာကိုတက်လိုက်တဲ့အခါမှာသူမျက်စိကပျောက်သွားတယ်ပျောက်သွားတဲ့အခါမှာသူဖုံးကုန်းနှိပ်နွားတယ် ောက်ျားရဲ့ဖုန်းနံပါတ်ဘောဘင်းရဲ့အနုဘောလေးကိုလုံးကြသွားတယ်။အဲ့ချိန်မှာပန်ဖာမင်းသမီးရဲ့အညိုးရဲ့ပေါ့တိုက်တာခိုက်တာတွေလှုပ်တဲ့အခါတူတူကြွရတော့တွတ်တော်ဘူးကြီးကဒီဘက်ကိုပြေးရတာဒီမှာလေးကိုပြေးလာပြေးလာတဲ့အခါမှာတော်ရဲတဲ့ရောက်သွားတာပေါ့တော်ရဲရောက်သွားသူကတော်ရဲတွင်တင်နေမှာနားယူနေတယ်နားယူတဲ့အချိန်မှာအဲ့မှာငိုးကယွာချလာငိုးကယွာချသူအပြင်းအောင်မှာခိုးပြီးတော့အနားယူပြီလားအဲ့မှာ အပေါ်ကနေပြီးရောအပြင်မွားရည်ရည်ကြကြလာတဲ့ခါသူကချွတ်ချွတ်အပြစ်တေးခါတဲ့ညီနဲ့နဲ့ဟိုနေနေပေါ့နော်အနံ့ဆူးဆူးလေးနဲ့ပါတဲ့အနံ့နေသူရလာတယ်ကြလာပါလဲဆိုသူလှည့်ကြည့်သူဘာမှမသိဘူးဒါမဲ့သူမျက်နှာပေါ်ရောက်တဲ့ခါမှာတုတ်တာပေါ့နော်ရည်ရည်ကြလာရည်ရည်ကြလာအနံ့နေလို့သူဖယ်လို့လုံးလိုက်တဲ့ခါချိန်မှာပြင်းစင်ကပြန်ပေါ်လာတယ်ပြန်ပေါ်လာသူခေါင်းတစ်ခုလုံးကလည်းဆူဆွဲနေနေပြီး အဲ့ဒီမှာဂျက်ဘော့မင်းကြီးကအားရဝမ်းသာဖြစ်သွားတယ်သူဘယ်မှာငါဒီမဲ့ရှင်ပြန်လာတဲ့အတွက်ဒီကိုလိုပြန်ပြီးပန်ဖောက်ပြန်တိုက်တဲ့ခါမှာပြန်ပြီးဖုန်းလုံးပြေဆုံးနေမိတစ်ပါးဖြစ်ပြန်ဖြစ်သွားတယ်အဲ့ဘာလဲဆိုတော့ဂျက်ဘော့မင်းကြီးပြေးတဲ့ခါမှာဒီဘက်ကောင်းကိုရောက်တဲ့ခါမှာသူလုတဲ့ခါမှာသူနားမိတဲ့နေဟာဌာနကမွန်ပြီးအောင်မှာဖြစ်နေတာ ကမွန်မင်းကမွန်စအမိုးကြီးတော့ခြားတော့ကမွန်တိတရားရှိတွေပွဲပွဲမျိုးကမွန်တိနဲ့ခေါင်းကြီးတူကကမွန်တိမှလည်းမသိဘူးခေါင်းကြီးအသက်ချမျက်နှာကြီးလို့တဲ့ခါမှာဒီမျက်ရှင်ပေါ်လာတယ်။ဒါကြောင့်ဒီကမွန်ကလူရဲ့အညံ့အခိုက်တွေကိုပြေပြောက်စေတယ်။မိင်္ဂလာတွေရောက်စေတယ်ဆိုတဲ့အတိတ်ကမြေဟိုးလူပုံကြီးကရှိခဲ့တာကလေးရဲ့အဲ့တော့သူကမင်းကြီးပြတ်တိုက်တဲ့အခါပန်ထွားကိုပြန်ရတာမို့အတေခစ်တရားကြီးကိုပြန်ရတာမို့ကြုံရတတ်တော့ဒါကြောင့်ခေါင်းစည်းမင်္ဂလာကို တို့ရီဟိုးတို့ဟိုလုံးကြီးอ่ะဘယင်းတွေဆိုလို့ရှိရင်တလားတစ်ခါကောင်းစေးတကြံတို့လောက်တာမျိုးတစ်နှစ်တစ်ခါလို့6လတစ်ခါလောက်တာမျိုးပြုလုပ်ခဲ့တယ်ဒီရဲ့အဲ့တော့သူကအဲ့လိုလုပ်ပြီးလိုက်တဲ့ခါမှာဒီတေယောကမောကကောင်းသွားတယ်ဆိုတာလေသူကသိနေကြရတယ်။ကောင်းစေးမင်္ဂလာဆိုတာလေလုပ်တယ်လုပ်တယ်ဆိုတာလေသူကဗမာနှစ်ဆန်းကြောင့်ဘုံမှာနှစ်တခုရဲ့အခုနှစ်ဆန်းတည့်ရနေ့မှာ များသောအားဖြင့်ကောင်းစေးမင်္ဂလာပြုလုပ်တတ်တယ်။ အဲ့လိုလုပ်တဲ့အခါမှာတေရကမွတ်မပါမနေပါတတ်တယ်။သူအချိန်နဲ့အခါလေးပေါ့။တနည်းတနည်းမှာတလတလမှာတရက်တရက်မှမှတနင်္ဂနွေခွဲတွင်ခေါင်းစည်းမင်္ဂလာလုပ်ရတာ။အဲ့တော့ခေါင်းစည်းမင်္ဂလာလုပ်တာကမြမအလူမျိုးတွေရဲ့ရှေ့တရက်လုပ်တာတွေအစင်လာတစ်ခုပေါ့။နောက်ကလေး။အဲ့တော့ခေါင်းစည်းမင်္ဂလာပြုလုပ်တဲ့တည်းကြံပွဲတော်ရတဲ့သူနှစ်ဆိုလို့ရှိရင်အကြီးကျယ်မြမပြီမှာ ရင်ကျေးမှုအနေနဲ့တို့ဒီတကြံပွဲတော့ကျင်းပလိရှိတယ်။ပြီးခဲ့တဲ့2024ဒီဇင်ဘာ9ရက်ကဆိုရင်ခုတို့တကြံပွဲတော်ယူနော် UNESCO ဖွင့်ရနေပြီးတော့ဒါမဲ့နော်ရင်ကျေးမှုအမွေနှစ်ဖြစ်အတိမှပြုတ်သွားတာဒါလည်းတို့ဂုံစရာပဲကွာမြမရင်ကျေးမှုကိုရင်ကျေးမှုကိုအတိမှပြုတ်တဲ့ UNESCO တော့ပြုတ်ရဲဆိုတာကောင်းလာပေါ့နော်အဲ့တော့ခေါင်းစည်းမင်္ဂလာကို လုပ်တဲ့နေ လုတ်တဲ့လေနှစ်ဆန်းတည့်ရနေလို့မျိုးလုတ်တဲ့နေကွအဲ့တော့နှစ်ဆန်းတည့်ရနေကဒီနှစ်မှာကြားရနေပေါ့နော်အဲ့နေ့မှာခေါင်းစင်းမြင်လားကိုတို့လေလုတ်ပြီးတဲ့ခလေးရဲ့တေယောကမုန်းနေဝယ်ထားတယ်ဝယ်ထားပြီးတော့သူကရပ်ဖတ်တယ်ဆေဟာပေါ့နော်သူရဟိုတို့ဘာမှမလုပ်တိတ်ပြီးပါဝါရှိသေးတာမဟုတ်တဲ့အတွက်နော်ဖြေဟာကုံတော်တွေတေဟာကုံတော်တွေတန်ဖို့ကြီးတွေရုပ်ပြီးတော့လည်းနေခိခိပြီးရုပ်ပေးပြီးနှစ်ဆန်းတည့်ရနေမှာဘသူမရွေးအကုန်လုံးလာရောက်ပြီး ။နောက်ပြီးခေါင်းစည်းမြင်လာလုံနိုင်တယ်။အဲ့ဒီခေါင်းစည်းမြင်လာလုံနိုင်တာကိုလေရှိရကြနေတယ်မှာဘာပြောလဲဆိုတော့တမလုံခဲ့တဲ့ခုနှစ်ခုနှစ်နှစ်လောက်ကဖြစ်ခဲ့တဲ့အညာအခိုက်တည်းဘာအလုံးခေါင်းစည်းမြင်လာလို့တဲ့ပကြောက်သွားတယ်လို့ဆိုလိုတယ်။တော့တခြားခေါင်းစည်းမြင်လာကိုလူတိုင်းလှုပ်တက်ပါတယ်။ကိုတို့လည်းလှုပ်ပေးနေပါတယ်နှစ်ဆန်းတရက်နှစ်ဆိုမနဲ့6နိုင်ကိုရနေကင်းကနော်7နိုင်တူကောင်းတဲ့ချိန်ထိကုန်လေးတွေယူရပြီးလှုပ်ပေးပါတယ်။ ခေါင်းစည်းမင်္ဂလာလုပ်မဲ့လူတွေလည်းဖိတ်ခေါ်ပါတယ်နော်မစ်တစ်ကူဘောရောယူအကုန်လုံးအကုန်လုံးမြန်မာပြည်သူပြည်သားတွေကမကကဘာအနာမှာရှိတဲ့မြန်မာပြည်သူပြည်သားတွေပါပျော်ရွှင်စွာဆင်းရဲနိုင်ပြီးအေးချမ်းသာယာတော့နှစ်သက်ကိုကူးနိုင်ကြပါစေလို့ရှေးဦးစွာကိုဒေါက်တာဆောယုံကဆုတောင်းမြတ်တာပို့နှုတ်ခွန်းဆက်လိုက်ပါတယ်ရှင်